င်္ဂလာပါဖုံဖုံဗျာမင်္ဂလာပါအရင်ဆုံးဖုံဖုံရဲ့ဘွဲအမိနဲ့ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သားမှာဖုံဖုံတာဝန်ထမ်းဆောင်နေရတဲ့ပတ်သက်ပြီးတော့မိတ်ကြပေးပါအောင်ဗျာအဲဖုံဖုံရဲ့ဘွဲအမိကတော့ဒေါက်တာဖက်တန်တပန်တုံတပေါ့ဖုံဖုံဒီမှာတာဝန်ယူဆောင်ရွက်နေတဲ့တာဝန်တရားတွေကတော့ဒီတက္ကသိုလ်ရဲ့ဒီ ရှိပြီးသားဗုဒ္ဓတက္ကသိုလ်ရဲ့ဗမောကချုပ်တပါးနေနဲ့ပေါ့လေအဲတာဝန်ယူပြီးတော့ဆောင်ရွက်နေပါတယ်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရှိပြီးသားအကြောင်းအားကြတော့ဘယ်နှခုနှစ်လောက်ကစပြီးတော့တည်ထောင်တာလဲဖေ။ဒီဘုံဘုံတို့ဒီတက္ကသိုလ်ကိုစတင်ပြီးတော့ပေါ့ညနေပိုင်း PAPE တင်တန်းအနေနဲ့တော့ 2015ခုနှစ်ကနေပြီးတော့ဒါဘုံဘုံလို့စတင်ခဲ့တာပေါ့လေ PAPE တင်နန်းဆိုတာကတော့အရှိကံလူပုဂ္ဂိုလ်တွေနဲ့တိလက်ချင်းဆရာလေးတွေရယ်နောက်ပြီးတော့ကြီးတန်းမအောင်သေးတဲ့တန်ကတော်တွေတွေ့ရဆိုပြီးတော့ဆရာကြီးဦးမြင့်ဆွေကနေပြီးတော့အရှိကံဒီပလိုမာတင်နန်းကိုနေရာတိုင်းမြို့ရွာတိုင်းမှာဖွင့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာကြီးဒီစတင်ခဲ့တဲ့အထက်ကနေပြီးတော့ဘုံဘုံတို့ဒီရွှေပြည်သားကိုလည်းပဲ 2015ခုနှစ်ကဆရာကြီးဖြစ်စေခြင်းနဲ့ PAB ရှေကန်တင်နာကိုစတင်ဖွင့်ခဲ့ပါတယ်။နောက်တက်ကတူရဲ့အဆင့်ကိုလှမ်းလိုက်တာကတော့2019ပေါ့။2019မှာဘုံဘုံတို့ဒီတက်ကတူရဲ့ပထမနှစ်တင်နန်းကိုစတင်ပြီးတော့ PSC စစ်မြင့်ဒီပလိုမာနှစ်နှစ်တင်တင်နန်းစတင်ပြီးတော့ဖွင့်ခဲ့ပါတယ်။အဲ့ဒီကနေတဆင့်နောက်တဲ့နှစ်နှစ် BA ူရစင်နဲ့ BA Indo-Aryan ဆိုတဲ့တက္ကသိုလ်ရဲ့ level တစ်ခုကိုခေါင်းတို့စတင်ပြီးတော့မြင့်ခဲ့ပါတယ်။အဲဒီကနေပြီးတော့နောက်ထပ်တစ်ဆင့်အနေနဲ့ MA level ကိုတော့ဒီကနေ့မှာတော့ခေါင်းတို့နောက်ဆုံးနှစ်ဒီအထိရောက်ရှိလာတဲ့အထိကိုပဲခေါင်းတို့ကတက္ကသိုလ်ရဲ့ level တစ်ခုကိုမြင့်ခဲ့ပါတယ်။ပြောချင်တာကတော့ PABE အခြေခံသင်တန်းအနေနဲ့က2015ကနေဖွင့်ခဲ့တာဖြစ်ပြီးတော့ တက္ကသိုလ်ကိုတက်လန်းခဲ့တာကတော့2010ခုကစတင်ပြီးတော့တက္ကသိုလ်ကိုဖုံဖုံတို့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ချွေပိသားမှာဖုံဖုံနဲ့တွဲဖက်ပြီးတော့သာသနာပြုနေတဲ့လူပုဂ္ဂိုလ်ဒကာဒကာမများရှိပါသလားဖေ။အဲဖုံဖုံတို့နဲ့အတူတူတွဲဖက်ပြီးတော့မှဒီသာသနာပြုပြီးတော့ဒီပစ္စည်းလေးပါးကိုထောက်ပံ့နေတဲ့ဒကာဒကာမတွေလည်းရှိပါတယ်။ အဲ့တော့ပရမအူဆုံးဒါဘုံဘုံတို့ရဲ့ဒီတက္ကသိုလ်ထဲမှာစွမ်းချောင်းကိုစတင်ပြီးတော့ဆောက်လုပ်လှူဒန်းခဲ့တယ်အမေအိမ်ရခင်နှုံးကတော့အမေအိမ်ထီဆိုင်ရောင်းဝယ်ရေးကမေရိုအီဒေါ်စင်မိသားစုတို့ကနေပြီးတော့မှစွမ်းချောင်းတွေကိုစတင်ပြီးတော့ဘုံဘုံတို့ဆောက်လုပ်ခဲ့ပါတယ်အဲ့ဒီစွမ်းချောင်းကိုဆောက်လုပ်နေတဲ့နဲ့တပြိုင်နက်မှာပဲဆ ्याम တ်တော်ငွေဦးအခုတော့မဟာတတ္တမဇောတိကတစပေါ့လေ အမိဓမ္မာတင်နန်းဌာနတင်နန်းမှုကနေပြီးတော့ဥဆောင်ပြီးတော့မှာဘောမုံတို့ဒီတက္ကသိုလ်ရဲ့မုတ်ဦးကြီးကိုစတင်ပြီးတော့ဆောက်လုပ်လှူဒန်းခဲ့ပါတယ်အဲ့ဒီကနေတဆင့်ပေါ့ဆရာမနဲ့အတူတူပဲတချို့သောဆရာမရဲ့သာသနာပြုပတ်တွေမိတ်ဆွေတွေကနေပြီးတော့ဒါအုတ်တိုင်းတွေကိုလည်းပဲဒါဘောမုံတို့လှူဒန်းခဲ့ပါတယ်နောက်တစ်ချက်ကလည်းပဲဒီចောင်းသူចောင်းသားတွေပေါ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ကျောင်းသူကျောင်းသားတွေကနေပြီးတော့စုပေါင်းပြီးတော့အတန်းလိုက်အော်ဒိုင်းနေကိုဘုံဘုံတို့လူတန်းခဲ့တာတွေလည်းရှိပါတယ်အဲ့ဒီရဲ့နောက်မှာတော့ဒါဘုံဘုံတို့ဒီဗုဒ္ဓတက္ကသိလာတိန်လို့ခေါ်တဲ့နှစ်ထပ်တိန်တော်ကြီးကိုဒါဘုံဘုံတို့ရဲ့ကျောင်းတကာကြီးဖြစ်တဲ့တကာကြီးဥညင်ကြီးလွင်နဲ့ကျောင်းတရားကမှဒေါ်စန္ဒာနဲ့မိသားစုကနေပြီးတော့မှဒါဘုံဘုံတို့ဒီဗုဒ္ဓတက္ကသိလာ တိန်တော်ကြီးကိုဆောက်လုပ်လှူဒန်းခဲ့ပါတယ်ဒါကလည်းပဲဖုံဖုံတို့ရဲ့ဒါသာသနာပြုတက္ကရာကမတ်တွေပါပဲနောက်ဆင်ကတော့အရေးကြီးဆုံးလို့လည်းပြောလို့ရတာပေါ့လေဒါဖုံဖုံတို့ရဲ့နှစ်ထပ်စာတင်ဆောင်ကြီးပေါ့အခုတန်ဃာတော်တွေချမ်းချမ်းသာသာနဲ့ဖုံဖုံတို့သင်ယူနေရတဲ့ဒီနှစ်ထပ်စာတင်ဆောင်ကြီးကိုလည်းပဲဒါဖုံဖုံတို့ရဲ့ဆရာမတော်ငွေဦးမဟာတရမသောတိကတ္တသအဘိဓမ္မာတင်ဒန်းမှု တော်ဝေယူကိုယ်တိုင်ဥဆောင်ပြီးတော့မှဒါဘုံဘုံတို့ဒီနှစ်ထပ်စတင်ဆောင်ကြီးကိုလည်းပဲဆောက်လုပ်လှူဒန်းခဲ့တာတွေရှိပါတယ်ဒါသူတို့တွေရဲ့ထောက်ပံ့မှုတွေကြောင့်ဘုံဘုံတို့မှာအခုချမ်းချမ်းသာသာနဲ့ပရိယတိသာသနာတော်ကြီးကိုကျောင်းသားကျောင်းသူတွေအကုန်လုံးပေါင်းပြီးတော့ထမ်းဆောင်ခွင့်တွေရနိုင်ပါတယ်နောက်တစ်ချက်ကတော့ဒီဆ iam တ်တော်မီဦးရဲ့ဒီအစီအစဉ်သာသနာပြုအစီအစဉ်တွေထဲမှာတော့တစ်ခုကတော့ဒါဘုံဘုံတို့အိုး ကျောင်းရဲ့အနောက်ဖက်ပိုင်းပေါ့လေအနောက်ဖက်နဲ့တောင်ဘက်ပိုင်းမှာတော့ပထန်းစီတီတော်ဆိုပြီးတော့မှစီတီတော်တွေကိုလည်းပဲဒါဘုံဘုံတို့တီထားကိုကိုွယ်ဖို့အတွက်ဆောင်ရွက်နေတာစီတီတော်လည်းပဲအခုဆိုရင်တော့ဒါအလုံးထဲအကောင့်ထဲပေါ်လာပြီဖြစ်ပါတယ်ဒါကြောင့်ဘုံဘုံတို့မှာတော့အခုလိုမျိုးဆ iam တ်တော်ငွေယူလို့လို့အဲသာသနာတော်ကိုထောက်ပံ့နေတဲ့တရားကမှာကောင်းနေနောက် ဖော်ဖော်တို့ရဲ့တိတ်တကာကြီးဖြစ်တဲ့ဥညင်ညွင်လုံးဒေါ်စနာတို့လိုအတကာရကမကောင်းနေနောက်ပြီးတော့အမေအိမ်မေရိုဤဒေါ်စင်ရီတို့လိုပေါ့လေသာသနာပြုကောင်းနေနောက်တစ်ချက်ကဖော်ဖော်တို့ရဲ့ဟိုဇီဝိတတန်ခကျောင်းဆောင်ဇီဝိတစေကုတ္တရေးဆောင်ဆိုပြီးတော့လည်းပဲအခုဖော်ဖော်တို့အာဖွင့်လှစ်ဖို့ရှိပါတယ်အဲ့ဒါကတော့ရက်တဲရွာတဲကရှိနေတဲ့ဒီဖြာနာနေတဲ့လူတွေကိုဒါဖုံဝန်တို့ကုသပေးဖို့အစီအစဉ်ရှိပါအဲ့ဒီ ကျောင်းဆောင်ကြီးရဲ့ကျောင်းတကာတွေဖြစ်တဲ့ဆ iam မကြီးဒေါ်ဆန်းဆန်းမြင့်တို့တကာကြီးဥကျော်ဆန်းမြင့်တမီဖူဖူတို့ပေါ့နော်သူတို့တွေကနေပြီးတော့လည်းပဲတိဆောက်ထားတဲ့ဒါခုံခုံတို့ဇီဝိတာကျမ်းမာရေးဆောင်ဆိုတာလည်းရှိပါတယ်အဲ့ဒီလိုတကာတကာမှာကောင်းနေရဲ့ထောက်ပံ့နေဒါခုံခုံတို့သာသနာတော်အတွက်လေပတ်နေပါတယ်ဒီနှစ်ပညာသင်နှစ်မှာကျတော့ဟိုလာရောက်ပြီးတော့ပညာစီးပူးတဲ့တန်ခါတော်လူပုဂ္ဂိုလ်ကလည်းဦးလောက်ရှိပါတယ်ခင်ဗျာ ော်မွန်တို့ဒီကနေ့အချိန်ထိပေါ့နော်ဒီအခုလက်ရှိပေါ့150နဲ့နှစ်ဦးပေါ့ဒီကနေ့တက်ရောက်တဲ့ဒီပညာသင်နှစ်မှာတက်ရောက်တဲ့ကျောင်းသားဟောင်းကျောင်းသားတက်စုစုပေါင်းတည်150နဲ့နှစ်ဦးရှိပါတယ်အတွင်းနေတန်ဃာတော်များအတွက်ဟိုစွန်ကုန်းကိစ္စကြတော့ဖုံဖုံတို့အနေနဲ့ဘယ်လိုမျိုးဆောင်ရွက်ပေးပါသလဲဗျအတွင်းနေတန်ဃာတော်တွေကိုဖုံဖုံတို့ကတန်ဃာ90အထိဒီမှာလက်ခံထားပါတယ် ဒီတန်ဃာတော်တွေအတွက်နနက်စာကိုတော့ဘုံဘုံတို့ចောင်းကနေပြီးတော့စီမံပြီးတော့အာကျွေးမွေးပါတယ်ဆွမ်းကပ်ပါတယ်နေစွန်းကိုတော့ဘုံဘုံတို့တန်းစွန်းအနေနဲ့ရက်ွက်ထဲမှာကြွပြီးတော့မှဘုံဘုံတို့စီစဉ်ပြီးတော့မှဆောင်ရွက်ပြီးတော့မှဆွမ်းဆက်ကပ်ပါတယ်အဲ့တော့ဘုံဘုံတို့အနေနဲ့ဒီဆွမ်းဆက်ကပ်တဲ့အချိန်ကမနက်ခင်းကိုចောင်းကစီစဉ်တာဖြစ်ပြီးတော့နေခင်းမှာတော့ တန်းစွန်အနေနဲ့ကြွရောက်ပြီးတော့ဘုံဘုံတို့ဆွမ်းကိုစီစဉ်ဆောင်ရွက်ဆက်ကပ်တာဖြစ်ပါတယ်ဒီတက္ကသိုလ်အနေနဲ့ရောဘာလိုအချက်တွေရှိပါသေးလဲဖေဘုံဘုံတို့ရဲ့ဒီတက္ကသိုလ်ကတော့ဆရာကြီးဦးမြင့်ဆွေမတည်ဆုံးခင်ကတည်းကနေ ပြီးတော့မှတက္ကသိုလ်ရဲ့လို့ဆိုပြီးတော့မှဒီမှာမြေကိုလက်ခံခဲ့ပြီးတဲ့အခါမှာအခုဘုံဘုံတို့ဆရာကြီးတည်သွားပြီးတဲ့နောက်မှာတော့2015ကနေပြီးတော့စတင်ပြီးတော့မှအာ လဲပတ်တာဖြစ်တဲ့အတွက်တက္ကသိုလ်မှာတော့လိုအပ်ချက်တွေကတော့ဘုံဘုံတို့ရှိနေဆဲပါပဲအဲ့တော့ဘာတွေရှိနေလဲလို့မေးရင်ဘုံဘုံတို့ဒီတက္ကသိုလ်ရဲ့အသက်ကစာကြည့်တိုက်ဆိုတဲ့အတိုင်းပဲပေါ့စာကြည့်တိုက်တစ်ခုဘုံဘုံတို့လိုအပ်ပါတယ်စာတင်ဆောင်အနေနဲ့စာတင်ခန်းအနေနဲ့ကတော့ဆရာမတော်ငွေဦးကဥဆောင်ပြီးတော့မှဒီဆောက်လုပ်ထားတာဖြစ်တဲ့အတွက်စာတင်ခန်းအနေနဲ့တော့ဘုံဘုံတို့အဆင်ပြေနေတယ်လို့ပြောလို့ရပါတယ် အဓိကကဖုံဖုံတို့ဗ ారి အဓိကလိုအပ်နေသေးလဲဆိုရင်စာကြည့်တိုက်တလုံးပေါ့နော်ဖုံဖုံရေမှန်းထားတာတော့၄ဓာတ်ပေါ့လေအဲ့ဒီ၄ဓာတ်မှာပဲဖုံဖုံတို့ reference စာအုပ်တွေတို့နောက်ပြီးတော့ဖုံဖုံတို့ပညာဆိုင်ရာစာအုပ်တွေတို့နောက်ပြီးတော့သူတ္တဇနဆိုင်ရာစာအုပ်တွေတို့ပေါ့သူကန့်တဲ့သူပေါ့နော်အဲ့တော့အဲ့ဒီမှာ copyer တွေပါတွေပါထားပြီးတော့လိုအပ်တဲ့ဟာတွေကိုလည်းဒီတက်ကတူရဲ့ copyer ကနေပြီးတော့ကူးနိုင်တဲ့အနေထားတွေရောက်အောင်ပေါ့လေတက်ကတူရဲ့ standard တစ်ခုမိအောင်တော့ဟိုမှာတို့စာကြည့်တဲ့တလုံးတော့ လိုပါတယ်နောက်တစ်ချက်ကတော့ဘုံဘုံတို့စာတင်နာတန်ဃာတော်တွေအတွက်တော့အဆောင်ကအခုလောလောဆယ်ကတော့ပေ80 29နှစ်ထပ်ဆောင်ကြီးရှိနေတဲ့အတွက်တော့စာတင်နာတန်ဃာတော်တွေအတွက်တော့အဲ့ဒါလောလောဆယ်တော့ဘုံဘုံအဆင်ပြေပါတယ်နောက်တစ်ချက်ကတော့ဘုံဘုံဒီကျောင်းတက္ကသိုလ်ထဲမှာဆရာတွေအတွက်နေရာထိုင်ခင်းပေးနိုင်ဖို့အတွက်တော့ဘုံဘုံတို့ကအဆောက်အဦပေါ့လေဆရာတွေအတွက်အဆောက်အဦဒါလေးတွေတော့လိုအပ်နေပါသေးတယ်တင်ကြားဆရာ ဥယျာဉ်ဘယ်လောက်လောက်ထိရှိလဲဗျ။အဲ့တော့ဘုံဘုံတို့ဒီတင်ကြားရေးဆရာအနေနဲ့တော့25ပါးရှိပြီးတော့အခုနှစ်မှာတော့ဘုံဘုံတို့လက်ထောက်ကတိက6ပါးတိုးချက်ပြီးတော့ခန့်အပ်တဲ့အတွက်တင်ကြားရေးဆရာဒီစုစုပေါင်း30တပါးရှိပါတယ်။တင်ကြားရေးဆရာတွေကိုကြတော့ဘုံဘုံတို့ဒီတက္ကသိုလ်အနေနဲ့ဘယ်လိုမျိုးထောက်ပံ့ပေးပါသလဲဗျ။ တင်ကြဲဆရာအများစုကတော့ဘုံဘုံတို့ဒီမြို့တဲကနေပြီးတော့လာကြတဲ့အတွေ့တွားရည်လာရည်အစပေါ့လေသူတို့ရဲ့လမ်းစိရိတ်နဲ့သူတို့ရဲ့တရားတရားနဲ့ပေါ့နော်ဒီတက္ကသိုလ်မှာအပတ်စဉ်ပေါ့မပြတ်မကွက်နဲ့ဆရာတွေကတရားတရားရှေ့ထပ်ပြီးတော့မှဒါဘုံဘုံတို့ဒီတက္ကသိုလ်ကိုလာရောက်ပြီးတော့တင်ကြားပါတယ်အဲ့တော့ထောက်ပံ့မှုအနေနဲ့ကတော့ဘုံဘုံတို့ဒီတက္ကသိုလ်ရဲ့အနေထားနဲ့ကတော့တိတ်ထောက်ပံ့နိုင်မှုတော့ ဆရာတွေအတွက်ပုံပုံလို့မရှိပါဘူး။ဒါပေမဲ့လို့ YBU ဒါနဂရုဆိုတဲ့ဒါပုံပုံတို့ဒီတက္ကသိုလ်အတွက်ထောက်ပံ့ရေးမောင်လင်းရိတ်တာယာပေါ့လေသူရဲ့ဇနီးကနေပြီးတော့ဥဆောင်ပြီးတော့ညောင်တုံးမျိုးကနေပြီးတော့မှသူတို့ဥဆောင်ကပုံပုံတို့ဒီဆရာတွေအတွက်လန်းခရီးလန်းစရိတ်ဆိုပြီးတော့မှတလောက်ကို9000တန်တီပေါ့လေနော်သူတို့ဒီလူရင်လူနိုင်တလောက်ပေါ့9000တန်တီစသည်ဖြင့်အဲ့ဒီလို့ ဝိုင်းဖီယူဒါနာဂရုကနေပြီးတော့လှူဒန်းပေးပါတယ်အခုလောလောဆယ်ပေါ့လေသူတို့လှူဒန်းတဲ့အချိန်အနေနဲ့ပြောမယ်ဆိုရင်လည်းဖုံဖုံတို့ဒါ16ဂျေ16လပေါ့နော်တလတလကိုတလချင်းတလချင်းလာလှူပါတယ်အဲ့တော့ဖုံဖုံတို့လအနေနဲ့ပြောမယ်ဆိုရင်တော့16လလောက်တော့ရှိတော့ပါပြီအဲ့တော့ဝိုင်းဖီယူဒါနာဂရုရဲ့ထောက်ပံ့မှုနဲ့ပဲဆရာတွေကိုဖုံဖုံတို့လမ်းစိတ်တွေကိုဒါလှူဒန်းပေးနိုင်တာဖြစ်ပါတယ်ဖုံဖုံအနေနဲ့သာသနာတော်အတွက်ဂျိုးပန်းဆောင်ရွက်ချက်များမိတ်ကြပေးပါအောင်ခင်ဗျာ တော့ဘုံဘုံတို့အနေနဲ့တော့သာသနာတော်ဘောကိုကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့အနေထားကတော့ဖယားနှီးပါပဲဘုံဘုံတို့ကတော့ဒီရှိတဲ့အနေထားနဲ့မြတ်စွာဘုရားရဲ့သာသနာတော်ပေါ်မှာပေါ့တက်ဆွန်ကျူပန်းတယ်လို့ပဲပြောပြောပေါ့လေဒါဒီကနေ့ဆရာတွေကအစဘုံဘုံတို့မှာဘာမှပြည့်စုံလုံလောက်အောင်မရှိပေမဲ့လို့လည်းပဲစိတ်တက်နဲ့ဒါဘုံဘုံတို့တတွေဆောင်ရွက်နေပါတယ် ရှိခြင်းမရှိခြင်းသည်ဖုံဖုံတို့ရဲ့အလုံးမဟုတ်ပါဘူးအလုံးလို့ရခြင်းအလုံးမလို့ရခြင်းသာလင်မဲ့ဖုံဖုံတို့ရဲ့အလုံးဖြစ်ပါတယ်ဒါကြောင့်သာသနာတော်အတွက်ဆိုလို့ချင်းတော့ဘယ်လိုပဲရှင်နေဘယ်လိုနေရာမှာပဲမဆိုဒါဖုံဖုံတို့မြတ်စွာဘုရားရဲ့စိတ်ထားနီးယူပြီးတဲ့ခါကာလရောက်တော့ဖုံဖုံတို့ဆောင်ရွက်နေပါတယ်ဘုရားရှင်ကိုယ်တော်မြတ်လည်းပဲလေးတင်ရှင်တဲ့ကဘာတသိန်းရှာထားတဲ့တစ္ဆာတရားတော်တွေကိုတစ်ပင်ရဲ့အောက်မှာပဲ ဖြန့်ဖြူးသွားခဲ့တာဖြစ်ပါတယ်။နောက်နာကြားတဲ့ပုံကိုယ်တွေကလည်းပဲမျက်ခင်းပြင်ပေါ်မှာပဲနာကြားတာဖြစ်တဲ့အတွက်ဆရာကြီးဖုံဖုံတို့ရဲ့ဆရာကြီးပြောခဲ့သလိုပဲသင်ပေးတဲ့ဆရာနဲ့သင်ယူသူတပည့်ရှိလို့ရှင်တော့ဖုံဖုံတို့ပြည့်စုံပါပဲ။အဲ့ဒီစိတ်ဓာတ်တွေနဲ့ဘာမှမရှိတော့လည်းပဲဒီစိတ်ဓာတ်တွေကိုရှည်တန်းတင်ပြီးတော့ဖုံဖုံတို့သာသနာတော်အတွက်ကျိုးစားပြီးတော့မှဆောင်ရွက်နေပါတယ်။အဝိုင်း WD online media ကနေပြီးတော့မေးလျှောက်တာများကို ခုလိုဖြည့်ပြီးကြားပေးတဲ့အတွက်ဘုံဘုံယေရှုအထူးတင်ရှိပါရယ်ခင်ဗျအဲဘုံဘုံကလည်းယေရှုတင်ပါတယ်ကျမ်းမာချမ်းသာပါစေဖေယေရှုနဲ့ပြည့်ပါစေခင်ဗျ